ဟုတ်ကဲ့ပါအာကျွန်တော်အခုအချိန်မှာပေါ့နော်ဟိုကိုရဲ့တကယ်အမိများနေအတွက်ပြောချင်တာအမိကိုအခုအချိန်ဒီတော့အနီးကပြည့်စုံဆောင်ရှောက်ခွဲရတဲ့အတွက်အင်တန်လည်းဝမ်းသာပါတယ်ကုသိုလ်ထူရဲလို့လည်းအဲကျွန်တော်ကိုကျွန်တော်ခံယူမိပါတယ်ဆက်လက်ပြီးတော့အာဒီအမိမိဘအဲ့ဒီအပေါ်မှာအာကျွန်တော်တို့အလုပ်ကျွေးပြည့်စုံနိုင်တဲ့လောက်ကျွန်တော်အများအားပြည့်စုံသွားပါမယ်အများအားမိဘအပေါ်မှာ ဥဒိတ်ပန်စင်ပြီးတော့မြေတန်းကျွန်တော်ဘဝကိုပြတ်သန်းသွားပါမယ်လို့ပြောချင်ပါတယ်။တော့သာသမီတွေအပေါ်မှာအာမေတ္တာတရားအကြီးမားဆုံးသောပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့မိဘရဲ့မေတ္တာရေးပေါ့နော်။အဓိကတော့အေဂျင့်နဲ့မိဘကိုကျေးဇူးဆက်ခွင့်အဲရနေတဲ့အချိန်မှာကျေးဇူးကိုအပြည့်အဝကျေးဇူးဆက်ပြီးလိုအပ်ပါတယ်။အဲမိဘမရှိတော့တဲ့အဲအချိန်မျိုးတွေမှာအောင်တာအာ ဟိုရမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်မိဘရဲ့မေတ္တာတရားဆိုတာအင်တန်လည်းအေးချမ်းပြီးတော့မှလုံခြုံမှုဟိုရှိတယ်ဒါကြောင့်မလို့မိဘဆိုတာဘုရားနဲ့တကိုင်းနဲ့ထားတဲ့အတွက်အများနဲ့ဥဒိတ်မှာပြန်ဆင်ပြီးတော့ခြေစူးဆက်ခွင့်ရတဲ့အသက်ရှင်နေတဲ့ဒီွေတခြားလုံးမှာမိဘကိုအများနဲ့မမေ့မရရောပဲနဲ့အဲခြေစူးဆက်ကြပါလို့ကျွန်တော်ပြတ်တက်ကိုပြောချင်ပါတယ်